အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အဘိဓမ္မာကိုသင်တန်းမတက်ဖင်းနဲ့ဘယ်လိုမျိုးလေ့လာလို့ရမလဲဆိုပြီးတော့မေးတဲ့သူတွေများလာတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုကိုပြုပြုလုပ်လိုက်တာဖန်တီးလိုက်တာဖြစ်ပါတယ်အကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဒါပြင်ပမှာသင်တန်းတက်ခဲ့ဘူးရဲ့ဆိုတာဒါအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့မရှိဘူးပေါ့နော်အဲ့တော့ online ကပဲကျွန်တော်လေ့လာသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီဗီဒီယိုလေးကိုအများအကျိုးရှိအောင်ကြည့်ပေးပြီးတော့ပြုစုလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီ သာသနာရေးဝန်ကြီးဌာနပေါ့နော်သာသနာရေးဝန်ကြီးဌာနလို့ပဲပြောသုံးလိုက်တော့မယ်ဒါအစိုးရဘော်မူတည်ပြီးတော့သူ့ရဲ့အမိကပြောင်းလဲမှုတွေရှိမယ်ပေါ့နော်အော်အဲ့တော့သူ့မှာကျင်းပပြီးတဲ့ဆောင်ပွဲ၅မျိုးရှိပါတယ်အပြီးမှာနဲ့ဝီတိုဒီမတ်ဆောင်မှုပဲနေကယ်ဆောင်မှုပဲတနည်းအားဖြင့်ကျွန်တော်တို့ဒါအစိုးရနေကယ်ဆောင်မှုပဲပေါ့နော်ပြီးရင်ပါဠိပထမပြန်ဆောင်မှုပဲဓမ္မစီယာဆောင်မှုပဲနဲ့ TV တက်ကတော့ရွေးချယ်ရေးဆောင်မှုတွေပဲဖြစ်ပါတယ် အဲ့အဲ့ထဲကမှကျွန်တော်ကပထမတစ်ခုဖြစ်တဲ့အဘိဓမ္မာနဲ့ဝီတော်ဒီမဆံဘွဲတဲ့ကအဘိဓမ္မာအကြောင်းပြောသွားမှာဖြစ်ပါတယ်။အဲ့ဒီကနေမှအဲ့ဆံဘွဲပြီးလို့မှကိုကစွမ်းနိုင်တယ်ဆိုလို့ရှိရင်ဒါနိကေဆံမူဝဲတို့နော်ပါဠိပထမပြန်ဆံမူဝဲတို့ပါဠိပထမပြန်အောင်ပြီးသွားတဲ့အချိန်မှာဓမ္မကြီးရဆံဘွဲမျိုးတွေကိုလည်းကျွန်တော်တို့ဖြေဆိုလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့အဘိဓမ္မာအကြောင်းပြောတာဖြစ်တော့အဘိဓမ္မာဒန်းမှာတောင်မှသူကနှစ်မျိုးရှိပါတယ်။အဘိဓမ္မာရိုးရိုးဒန်းနဲ့အဲဂုံဒူးဒန်းပေါ့နော်။ ဂုံလူတန်းဆိုပြီးနှစ်မျိုးရှိရတဲ့ကကျွန်တော်တို့ကအခုဆက်ဆက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဘိဓမ္မာရိုးရိုးအကြောင်းပဲကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟောအဘိဓမ္မာရိုးရိုးတန်းဆောင်ပွဲကိုကျွန်တော်တို့1952ခုနှစ်မှာစတင်ကျင်းပခဲ့တာဖြစ်ပါတယ်။အဘိဓမ္မာဂုံလူဆောင်ကိုတော့1955နဲ့အဲဒီဝီတိုဒီမတ်ဆောင်ပွဲကိုတော့1958ခုနှစ်တွေမှာစတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့ကဒီတင်နန်းတက်နိုင်ရင်တော့အကောင်းဆုံးပဲဖြစ်တယ်ဒါပေမဲ့ကိုရန်လည်းကျွန်တော်ကိုရန်လည်းတင်နန်းမတက်ပဲဖြေခဲ့တာဖြစ်တဲ့အတွက်เนาะအပြီးတမှာအာဂုံတွေအထိကျွန်တော်ဒီ online ကပဲလေ့လာဖြေဆိုသွားတာဖြစ်တယ်အဲ့တော့ဆရာမရှိဘူးတော့မဟုတ်ဘူးဆရာတွေအများကြီးရှိပါတယ်အဲအဲ့လိုမျိုးလေ့လာတဲ့နည်းကိုကျွန်တော်ဘယ်လိုလေ့လာလို့ရလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ် အဲပထမဆုံးမိတ်ဆက်ပေးခြင်းနဲ့ကျွန်တော်တို့ website ကတော့ဒီ dhamma.download.com ပေါ့နော်ကျွန်တော်တို့ဒီ browser ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ် dhamma.download လို့လိုရိုက်ပြီးတော့ကျွန်တော် browser မှာရှာကြည့်ပါပြီးရင် dhamma.download.com ရဲ့ကိုဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဆက်ဆက်လာခြင်းကျွန်တော် video ကိုစမပြောသေးဘဲနဲ့ဒီ စာအုပ်တွေပဲစပြောမယ်ပေါ့နော်ဒီကျွန်တော်တို့အောက်ကိုဆွဲကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ ebook in မြန်မာဆိုပြီးတော့ရှိတယ်ဒါဆိုရင်ဒါမြန်မာနဲ့မြန်မာနဲ့လိုရေးထားတဲ့စာအုပ်တွေပေါ့နော်ကျွန်တော်အဲ့ထဲဝင်လိုက်မယ်ပေါ့နော်အဲ့ထဲဝင်လိုက်ပြီးတော့ကျွန်တော်ကကျွန်တော်ဆက်ဆက်လာခြင်းပထမဆုံးစလေ့လာဘူးတဲ့စာအုပ်ကဒေါက်တာမင်းတင်မွန်ရဲ့စာအုပ်ဖြစ်တယ်ဗျအဲ့တော့အဲ့ဒေါက်တာမင်းတင်မွန်ရဲ့စာအုပ်ကိုကျွန်တော်တွားခြင်းအောက်ဆုံးကိုတွားလိုက်ပြီးတော့ကျွန်တော်ဒီမှာဒေါက်တာမင်းတင်မွန်ဆိုတာကိုကျွန်တော် right click ထောက်ပြီးတော့ open link အမြင်အဲ link in new tab နဲ့ဖွင့်လိုက်ရင်ကျွန်တော်တို့ဒါဒေါက်တာမင်းတင်မွန်ရဲ့စာအုပ်ပေါ်လာပါတယ် အဲ့ထဲကမှစာအုပ်တွေထဲကမှကျွန်တော်ကဒီဒီအပြီးဒီမှာရိုးရိုးတန်းအတွက်ဒါအဲပြောကျင်တဲ့စာအုပ်တွေကဒီတက်ကသူအပြီးဒီမှာဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်နဲ့ကျွန်တော်တို့လေ့လာမယ်ဆိုရင်ဒါလွယ်လွယ်ကူကူနားလည်နိုင်ပါတယ်နောက်ထပ်စာအုပ်တွေလည်းရှိပါသေးတယ်เนาะအဲ့ဒါဒီစာအုပ်နဲ့ပဲကျွန်တော်တို့မဟုတ်ဘဲနဲ့ကိုကထပ်ပြီးတော့အဲစာအုပ်တွေရှိမှအဲထပ်ပြီးတော့ရှိကျင်သေးရဲ့ဆိုရင်ဘလို့ဒီ ဘလို့စာအုပ်တွေလဲဆိုတော့ဒါဆီယမ်မာကြီးဒေါခင်လာတင်ရဲ့စာအုပ်တွေပေါ့နော်ဒါကကျွန်တော်တို့ဗီဒီယိုဖိုင်ကြည့်မယ်ဆိုရင်လဲဒါမရှိမဖြစ်လိုအပ်မှာဖြစ်တဲ့အတွက်ဒီစာအုပ်တွေကိုဒေါင်းလုဒ်လုပ်ထားဖို့လိုပါတယ်ဒီမှာအဲတင်းညိုကိုဝန်ဇာတွေပေါ့နော်နောက်ပြီးတော့မေခွန်းဟောင်းတွေစသဖြင့်ဒီထဲမှာအစုံလင်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတစ်ခုပေါ့နော်အဲ့တော့ကိုလိုချင်တဲ့စာအုပ်လေးကိုနှိပ်ပြီးတော့ဒေါင်းလုဒ်ကိုဒေါင်းလုဒ်အဲယူထားလို့ရပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ နောက်ထပ်ပေါ့နော်ကျွန်တော်ဒီကွန်ပျူတာမှာဆိုရင်တော့ဒီထဲမှာ control f နဲ့ရှာလိုက်လို့ရတယ်အဖုန်းနဲ့ဆိုရင်တော့ဒီတိုင်းပဲ light ရှာလိုက်တာလည်းပို့ကောင်းပါတယ်နော်အဲ့တော့ဘယ်လိုလဲဆိုတော့ဒီမှာတီလာလို့ရိုက်လိုက်လို့ရှိရင်အဲဆရာတော်အရှင်တီလာနန္ဒာပြီးဝင်သားဆိုတာတွေ့လိမ့်မယ်ဒါအရင်တုန်းကအပြီးပြီးဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ပါမောခချုပ်ဆရာတော်ဖြစ်ပါတယ်အဲသူ့ဟဲကိုကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ အဲသူတဲဝင်လာပြီဆိုရင်ဒီမှာဒီလက်အပြီးဒီမှာတင်တဲ့ပို့ချချက်များပထမရွယ်ဒုတိယရွယ်တတိယရွယ်စသဖြင့်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟောအဲဒီစာအုပ်တွေနဲ့လည်းဒါကျွန်တော်တို့လေ့လာပြီးရပါတယ်။ဒါကအဲစာအုပ်နဲ့လေ့လာတာကိုပြောတာပါ။အဲ တောက်တွေအများကြီးဖြစ်ပြီးတော့ဘယ်ဟာဖတ်မှန်းမသိမှလည်းစိုးရသေးရေပေါ့နော်ဒါပေမဲ့တက္ကသိုလ်အပြီးမှာတက်ဖို့ပဲလောလောဆယ်စကန်နေလည်းရတယ်ဒါပေမဲ့နောက်တစ်ခုကျွန်တော်ပြောချင်တာတစ်ခုက control f ကိုပဲနှိပ်ပြီးတော့ရှာလိုက်မယ်ဘာဘာရှာမှာလဲဆိုတော့တီလောကလို့အဲတီလောကပေါ့နော်တီလောကလို့ရိုက်ရှာလိုက်ရင်ကျွန်တော်တို့အင်းစင်ရွာမှာဆရာတော်ကြီးရဲ့နေရာကိုတွေ့ရမယ်ကျွန်တော်တို့သူ့ထဲဝင်လိုက်မယ်ပေါ့နော်သူ့ထဲဝင်လိုက်ရင်လည်းစောက်တွေကအများကြီးရှိနေမှာဖြစ်တော့ကျွန်တော်တို့ကလိုက်မရှာတော့ဘဲနဲ့အဲလိုက်ရှာလိုက်ပါမယ်ကဲဒီတိုင်းမရှာလိုက်တော့မယ်ဒီမှာအပြီးတမလက်ဆောင်ဆိုတဲ့စောက်ရှိရက်ဒီစောက်ကိုလည်းကျွန်တော်အဓိက အအသုံးပြုခဲ့တယ်ကျွန်တော်အပြီးတမရိုးရိုးတန်းဖြေဖို့အတွက်အသုံးတော့2012လောက်ကဖြစ်မှာတင်တယ်နော်အဲ့တော့ကျွန်တော်ကဒီစာအုပ်ကိုဘာလို့သုံးခဲ့လဲဆိုတော့ဒီစာအုပ်ကစောင်ပုတ်ဒီအဲစောင်ပုတ်ပဲပြောရမလားအဲတန်ခေပဲပြောရမလားအဲလယ်ဒီဆရာတော်ကြီးရဲ့စာအုပ်ရှိပြင်မယ်လေလယ်ဒီဆရာတော်ကြီးရဲ့စာအုပ်ကတော့နည်းနည်းအဲရှေးကျသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီစာအုပ်လေးမှာကြည်လိုက်ပြီးတော့ကျွန်တော်တို့ကဒီထဲကစောင်ပုတ်လေးနဲ့လေ့လာသွားမယ်ဆိုရင်ကျွန်တော်လွယ်လွယ်ကူကူနဲ့မှတ်ရလွယ်ကူသွားမယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့အာ တချို့ကတော့ဇရားနဲ့လေ့လာတာပိုသဘောကျကြတယ်ကျွန်တော်ကတော့များသောအားဖြင့်ကျွန်တော်ဒီဆောင်ပုတ်တွေကိုပဲအဲတုံးခဲ့တာဖြစ်ပါတယ်အဲဒါကအစာအုပ်နဲ့ပတ်သက်ပြီးတော့အဲနေရာတွေပြတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ဗီဒီယိုပေါ့နော်ဗီဒီယိုနဲ့ပတ်သက်ရင်လည်းကျွန်တော်ဒီမှာဗီဒီယိုအင်မြန်မာဆိုတာရှိတယ်အဲတော့ဗီဒီယိုအင်မြန်မာတဲ့ဝင်လာပြီးတော့ကျွန်တော်ဆံမာကြီးဒေါခင်လာတင်ရဲ့နေရာကိုပဲကျွန်တော်သွားလိုက်မယ်ဟုတ်အောက်ဆုံးကိုဆွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါလူပုဂ္ဂိုလ်ကြီးရှိတဲ့နေရာကိုရောက်လာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာဓမ္မဗျူဟာဒေါခင်လာတင်ဆိုတဲ့အကိုကျွန်တော်နှိပ်ပြီးတော့ဝင်လိုက်မယ် ဝင်လာပြီးတော့ရှင်မှာကျွန်တော်တို့အောက်ကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာဂုံဓူးဆောင်တီကာကျော်လို့တွေ့တာတွေကိုကျွန်တော်တို့ကြော်သွားလိုက်တော့မယ်အဲရိုးရိုးတန်းကိုလည်းကျွန်တော်တို့ဒုတိယဆင့်လို့တွေ့ရင်ကြော်လိုက်မယ်ပေါ့နော်အဓိကကကျွန်တော်တို့ကရိုးရိုးတန်းရဲ့ပထမဆင့်ကနေစလေ့လာမှာဖြစ်တော့အဲဒီထဲမှာကကဲဘယ်နေရာကို သွားရမလဲဆိုတော့တဲ့အဲ အဲဒီမှာအပြီးမှရိုးရိုးပထမဆင့်တင်နန်းပေါ့နော်2018ဆိုတာဒါလေးတဲ့ကိုဝင်ရှာလိုက်ပါတခြားနေရာတွေလည်းရှိနေမယ်တော့တခြားနေရာတွေ YouTube YouTube တွေပါရမှာလည်းကြည့်လိုက်ပေါ့ဒီမှာတော့ကျွန်တော်တို့ကဒီမှာအပြီးမှရိုးရန်လို့ရေးမယ်ဒီတဲ့ကိုဝင်လိုက်တီကာကျော်ဆိုတာစတွေ့နေတဲ့အတွက်ကျွန်တော်တို့ကြော်လိုက်မယ်အဲအပြီးမှရိုးရိုးမှာလည်းတတိယဆင့်လို့တွေ့တာဖြစ်တဲ့အတွက်ကြော်လိုက်မယ်အဲ့လိုမျိုးသွားပြီးတော့အောက်ထိသွားလိုက်ပြီးတော့ဘယ်ကိုသွားမလဲဆိုတော့အဲဒီကားကျော်ဆိုရင်ကျော်လိုက်မယ်နော်ပြီးလို့ရှိရင်အ ကျွန်တော်တို့ကဒီအပြီးဒီမှာမှာပထမဆင်းကစိတ်ပိုင်းကနေစလေ့လာမှာဖြစ်တဲ့အတွက်เนาะစိတ်ပိုင်းကိုစပြီးတော့ကြည့်ရမယ်ဒီမဲ့အပြီးဒီမှာရိုးရိုးတန်းဒါအနီးကသင်တန်းဆိုရင်လည်းမဟုတ်သေးဘူးပေါ့အဲအပေါ်မှာဖြစ်နေမယ်ထင်တယ်အော်ဒီမှာပြင်အပေါ်မှာဆိုရင်အဲဟုတ်လောက်တယ်အဲဒီမှာအာဒါလည်းတီကာကျော်ကြီးပဲเนาะအဲ့တော့အပြီးဒီမှာရိုးရိုးတန်းစိတ်ပိုင်းကတွေ့တော့တွေ့ရတယ်ဒါပေမဲ့ကိုရှာပြန်ပြန်ရှာမှပဲမတွေ့ဘူးဖြစ်အဲအပြီးမှာရိုးရိုးပထမဆင်းသင်တန်းဒါပဲဖြစ်မှာပါเนาะအဲဟုတ်တယ်အဲအဲ့တော့ကျွန်တော်တို့ကဒီမှာ အဲဒီထဲကိုဝင်လိုက်မယ်စိတ်ပိုင်းပို့ချချက်တက်ဆိုတာလည်းဝင်လိုက်ရင်ကျွန်တော်တို့ဒီဗီဒီယိုထွက်လာမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့က online ကနေနာမနာကြည့်ဦးခြင်းမှုဆိုရင်လည်းကျွန်တော်တို့ဒါဒီဗီဒီယိုလေးကအပြည့်အဝ loading လုပ်ပြီးလို့ရှိရင်ဒီနေရာကိုနှိပ်လိုက်ရင် download ဆိုတာလေးပေါ်လာမှာဖြစ်တယ်အဲဒီဒီလိုမျိုးဖြစ်လာပြီဆိုရင်ပေါ့เนาะဒါဒီဒီနေရာကိုနှိပ်ပြီးတော့ download download ဒီဗီဒီယိုကိုရယူထားလို့ရပါတယ် နောက်ထပ်တနေရာပေါ့နော်နောက်ထပ်တနေရာကတော့ဒါဓမ္မဒေါင်းလောက်တော့မစုံပါဘူးတကယ်တော့ဘဘလူးရဲ့ website လဲဆိုတော့ကျွန်တော်ရဲ့ website ပါပဲကျွန်တော်ကဒီမှာကျွန်တော်ကတော့အာဂုံဆံပွဲတွေအပြီးမှာအာဂုံဆံပွဲတွေနဲ့ပထမပြန်ဆံပွဲတွေတို့အတိအကအတည်တံ့ပြုလုပ်ထားတဲ့ website ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ browser မှာဒီလိုမျိုးလေးရိုက်ပြီးတော့ရှာလိုက်ပါရှာလိုက်ပြီးတော့ကျွန်တော်တို့ဒီထဲပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီထဲဝင်လိုက်ပေါ့နော် ဝင်လာပြီးတော့ကျွန်တော်တို့ကဒီမှာအပြီးမှာဝင်တဲ့ဝီသုံးလိဆိုရယ်စာလေးကိုတွေ့ရလိမ့်မယ်ကျွန်တော် screen ကိုနည်းနည်းချဲ့လိုက်မယ်အဲ့ဒီအချိန်မှာမှကျွန်တော်တို့ကဒီမှာအပြီးမှာရိုးရိုးဆိုတာကိုနှိပ်ပြီးတော့ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒါမိတ်ဆွေတို့လိုချင်တဲ့စာအုပ်တွေပါလေအတန်ဖိုင်တွေကိုဒါမိတ်ဆွေတို့တွေ့ရမှာဖြစ်တယ်အဲဒါဆိုရင်အပြီးမှာဒုတိယဆင့်ရုပ်ပိုင်းမေကွန်ဟောင်းနဲ့စံပြအဖြစ်များပေါ့နော်အဲအဲ့လိုမျိုးတွေကိုအမထားပါတော့ကျွန်တော်တို့ကပထမဆင့်စလိုက်တာမယ်သူဆိုတော့ပထမဆင့်နဲ့ဝင်လိုက်တယ်ပေါ့နော်ပထမဆင့်နဲ့ဝင်လိုက်ပြီးတော့ကျွန်တော်တို့အဲ့စာအုပ်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဒါဘယ်သူစာအုပ်လဲဆိုတော့ဒါက ဒါဓမ္မလမ်းပြအပြီးဒီမှာသင်တန်းကစာအုပ်ပေါ့နော်အဲ့ဒီစာအုပ်ကိုလိုချင်ဒီမှာ download ကိုနှိပ်လိုက်ရုံပဲအဲ့တော့ကျွန်တော်ရဲ့ website မှာလည်းအဲဓမ္မ download.com လို့မျိုးအစုံနဲ့တင်ထားတာမဟုတ်ပင်လဲမိတ်ဆွေတို့အားကိုးစရာတွေဒီထဲမှာရှိပါတယ်အဲပြီးတော့ဒီမှာအများကြီးပဲဗျာနော်ဒီဒီဟိုဟာနဲ့ပတ်သက်တာကြီးပေါ့နော်အပြီးဒီမှာပထမအဆင့်နဲ့ပတ်သက်တာကြီးအများကြီးရှိပါတယ် အအဓိကတော့ကျွန်တော်တို့ဒါဆောစောဗီဒီယိုဖိုင်တွေเนาะဆီယမ်မာကြီးဒေါကလာတင်ရဲ့ဗီဒီယိုဖိုင်တွေစာအုပ်တွေနဲ့လေ့လာကြည့်ပါပြီးလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီထဲမှာရှိရဲ့เนาะမေကွန်ဟောင်းနေလို့လေအမေကွန်ဟောင်းနဲ့အဖြေမှန်များเนาะစသဖြင့်အဲ့လိုမျိုးစာအုပ်တွေကိုလည်းအသုံးပြုပြီးတော့လေ့လာသွားလို့ရပါတယ်ဟုတ်ပါပြီဗျာဒီဗီဒီယိုကတော့ဒီလောက်ပါပဲနားမလည်လားရှိရင်လည်းမေးခဲ့လို့ရပါတယ်